ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရီသတင်းနေဖြင့်အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင် जा ရေးအတက်ပညာတက်ကသူမူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်တင်ကြားရေးတပ်ပညာတက်ကသူမူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကျဆုံးခဲ့တယ်လို့ဂျာကာလာတက်ကသူကောင်စီတင်ကြားရေးတပ်ပညာတက်ကသူကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်အုပ်စုကစက်တင်ဘာလ26ရက်နေ့မနက်7:38မိနစ်မှာကန်ထူးမရွာကအပြစ်မဲ့အရက်သားတွေကိုပြစ်မှတ်ထားပြီးပေါင်900ဘုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်တင်ကြားရေးတပ်ပညာတက်ကသူ မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြဆုံးခဲ့တာလို့ဆိုပါတယ်။ကြဆုံးသွားသူဟာသင်ကြားရေးအတတ်ပညာတက္ကသိုလ်ပညာရေးဘွဲ့မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူဖြစ်ပြီးပရမနှစ်ဝက်မှာခုံအမတ်24 PM 163နဲ့ပညာသင်ယူနေတဲ့မတ်ထမိုးဦးဖြစ်တယ်လို့အသိပေးထားပါတယ်။အပြစ်ကင်းစွာအမှန်တရားဘက်ကရဲရဲဝံ့ဝံ့ရက်တည်ရင်းအသက်ပေးလိုက်ရတဲ့မတ်ထမိုးဦးဟာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူတူဦးဖြစ်တဲ့အပြင် ။တင် जा ရဲ့အတတ်ပညာတက္ကသိုလ်မှာလည်းတွက်လက်ထက်မြက်တဲ့ကျောင်းသူတယောက်ဖြစ်တယ်လို့ဂျာကာလာတက္ကသိုလ်ကောင်စီတင် जा ရဲ့အတတ်ပညာတက္ကသိုလ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အနာဂတ်ပညာရေးကာလမှာဆရာကောင်းတယောက်ဖြစ်လာနိုင်တဲ့သမီးကောင်းယတနာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထပ်တူတင် जा ရဲ့အတတ်ပညာတက္ကသိုလ်ဆရာဆရာမတွေနဲ့တငယ်ချင်းကျောင်းသားကျောင်းသူတွေအထူးဝမ်းနည်းရတယ်လို့ဂျာကာလာတက္ကသိုလ်ကောင်စီတင် जा ရဲ့အတတ်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းဒဇယ်မြို့နယ်ကကန်ထူးမရွာကို အကျံဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်တင်ကြားရေးအတက်ပညာတက်ကသူမူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမှုဦးအပါဝင်ရက်သားပြည်သူ၈ဦးထပ်မင်းနဲ့တည်ဆုံပြီး၁၂ဦးတန်ရာရခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ဝိုင်းမော်မြို့နယ်လမြန်ရွာတိုက်ပွဲမှာခမရ338တက်ရင်မှုတည်ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ရွာတိုက်ပွဲမှာ ခမရ338တက်ကတရင်မှုအဆင့်ရှိသူတည်ဆုံသွားတယ်လို့ဒေတာသတင်းရင်းမြစ်တွေကပြောပါတယ်။တည်ဆုံသွားသူဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခလက်အောက်ခံတနိုင်းမြို့အခြေဆိုင်အမှတ်338ချင်းမြန်တရင် ခမရ338ကတရင်မှုလို့ဆိုပါတယ်။လမြန်ဒေတာမှာရှိတဲ့ရှေတန်းယာယီစခန်းကိုစစ်ဆေးနေချိန်စတေမာလာ26ရက်ညနေ6နာရီခွဲအချိန်မှာ KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တာခံရပြီးဒဏ်ရာရသွားတာကြောင့် ခေါ်ထုတ်သွားချိန်လမ်းမာတင်တည်ဆုံသွားတာလို့ကချင်းစစ်ရေးတရင်ရင်းမြစ်တူကအတည်ပြုပါတယ်။ KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တာခံခဲ့ရတဲ့တပ်ရင်းမှု ပြင်းထန်စွာဒဏ်ရာရသွားတာကြောင့်မြစ်ကြီးနားစေယုံကိုကားနဲ့ခေါ်သွားချိန်လမ်းမာရင်တည်သွားတာလို့အခြားစစ်ရေးတရင်ရင်းမြစ်ကလည်းပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ပိုက်ထားတဲ့ကမ်ပိုက်တီဒေတာကိုပြန်ရဖို့အကြံဖတ်စစ်တပ်ဟာဩဂုတ်လကုန်ပိုင်းကစပြီးဝိုင်းမော်မြို့နယ်လမြန်ရွာဘက်ကနေထိုးစစ်ဆင်လာတာကို KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်တပ်ဟာရှေ့ဆက်မတိုးနိုင်ပဲလမ်းမြန်ဒေသမှာတင်တိုက်ပွဲတွေဆက်ဖြစ်နေတာလို့သိရပါပါတယ်ခင်ဗျာဆလဘီတဲကုန်းမှာပြည်သူပိုင်းအိမ်တွေကိုမီးရှို့ပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား2ဦးသေပြီး2ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ် ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်တင်နေတော့အုပ်စုပန်းမင်ကုန်းရွာအောင်စီတာရက်ကွက်ကပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီးပြန်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာစစ်သားနှစ်ဦးသေပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3601ကဒီနေ့စက်တင်ဘာလ29ရက်မှာထုတ်ပြန်လာပါတယ်ပြည်သူပိုင်အိမ်တွေကိုမီးရှို့ပြီးတဲကုန်းမြို့ဘက်ကပြန်လာတဲ့စစ်သားတွေကိုစက်တင်ဘာလ24ရက်နေ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3601ကအတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီစစ်သားတွေဟာတဲကုန်းမြို့ကဖြစ်ပြီးဆိုင်ကယ်14စီးနဲ့ပြန်လာချိန်မှာဗျူဟာ21ကိုကဲမှုအောက်မှာရှိတဲ့တရင်3601တပ်ခွဲ9ကရဲဘော်တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်သားတွေဘက်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တာမျိုးရှိပေမဲ့တော်လရင်ရဲဘော်တွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်းသိရပါတယ်။တေဆုံးစစ်သားတွေနဲ့ဒဏ်ရာရစစ်သားတွေကို တဲကုံမြို့ပေါ်မှာရှိတဲ့စစ်သားတွေကကားနဲ့လာတည်သွားပြီးရွှေတောင်မြို့မှာရှိတဲ့ကရင်တရားစစ်ဆေးရုံကိုပို့ထားတယ်လို့ပေါန့်တယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3601ကအသိပေးပါတယ်ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့စစ်ရေးအရှိန်မြင့်ထားတဲ့အတွက်ဒေသနေပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်အထိုင်းစခန်းတွေစစ်ဆေးရေးဂိတ်တွေကိုရှောင်ရှားသွားလာကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာယခုနောက်ဆုံးစစ်ရေးတဲ့နေဖြင့်လုံုံရေးအခြေအနေအရနမ်မေခုံ လွိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာတော်လိုင်းအင်အားစုဘက်ကညမထွက်ရအမိန်ထုတ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်ပြည်ပြည်ထဲမှာပါတဲ့နမ်းမဲခုံလွိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာလုံခြုံရေးအခြေအနေအရတော်လိုင်းအင်အားစုတွေဘက်ကညမထွက်ရအမိန်ထုတ်ပြန်လိုက်ပါတယ်။အဲဒီမြို့နယ်တွေမှာရှိတဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေကမနေ့စက်တင်ဘာလ26ရက်နေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နမ်းမဲခုံလွိုင်းနန်းဖာနဲ့ဒီပေါင်းခုမြို့နယ်တို့မှာစစ်ရေးပြင်းထန်လာတာနဲ့အတူ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စစ်တပ်ဒလန်ခိုးဆိုးလူနိုင်တွေဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံရေးနဲ့အေဂျင့်တာယာရေးထိခိုက်အောင်လှုံ့ဆော်လာတယ်လို့အသိပေးထားပါတယ်။အဲ့ဒီမြို့နယ်၃ခုမှာလုံခြုံရေးဆိုင်ရာကိစ္စတွေဆောင်ရွက်ဖို့လိုအပ်နေတာကြောင့်၃မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဝင်တွေနဲ့ပြည်နီပြည်တော်လိုင်းတပ်ပေါင်းစုကတာဝန်ရှိသူတွေတွေ့ဆုံပြီးအခုလိုဆုံးဖြတ်ခဲ့တာလို့ရှင်းပြထားပါတယ်။ဒါကြောင့်အဲ့ဒီမြို့နယ်တွေမှာစီရေးအရသွာလာလှုပ်ရှားနေတဲ့တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကိစ္စတွေဖြစ်တဲ့ကျန်းမာရေး၊နာရေးလိုလိုအပ်ချက်တွေအရာသွာလာရမယ့်သူတွေကလွယ်ပြီးညာ9နာရီကနေမနက်၄နာရီအတွင်းဖြတ်တန်းသွာလာတာမျိုးမလုပ်ဖို့တတိပေးထားပါတယ်။ဒါအပြင် လုံခြုံရေးဆိုင်ရာလိုအပ်ချက်အရာကင်းနီပြည်ရဲတပ်ဖွဲ့ KSB တရင်တပ်ဖွဲ့တွေအုတ်ချုပ်ရဲဖွဲ့တွေရဲ့စစ်ဆေးမေးမြန်းမှုတွေကိုကြီးကြီးဖြူဖြူလက်ခံပေးဖို့လဲဒေသနေပြည်သူတွေကိုတိုက်တွန်းထားပါတယ်။စက်တင်ဘာလ18ရက်နေ့တုန်းကလည်းဒီမော့ဆိုနောက်ဖက်ချမ်းမှာရှိတဲ့ချယ်ရီကုန်းကနေ ဒေါ်တဝီ SK အထိလမ်းမကြီးတလျှောက်ည9နာရီကနေမနက်9နာရီအတွင်းဖြတ်တန်းသွားလာခွင့်ကိုစစ်ရေးတင်းမာမှုကြဆင်းတဲ့အထိစစ်ဆေးသွားမယ်အကြောင်းထုတ်ပြန်ထားတယ်လို့ဒေတာတွင်သတင်းတွေအရသိရပါတယ်။အခုလိုအတိပေးထုတ်ပြန်ရတာဟာအများပြည်သူအကျိုးအတွက်ထုတ်ပြန်တာဖြစ်တဲ့အတွက်ပြည်သူလူထုတရအလုံးလိုက်နာပေးကြဖို့မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။